တခါတော့ကညီကိုရတကောင်အစာစာထွက်လာတယ်သူကဆရာတော်ကစားလဲရှားမတွေ့သေးဘူးဘိုက်ကလည်းစားနေအဲ့ဒီအချိန်ကောင်းကင်ကနေကြီးကန်းတကောင်ကအသားတစ်ခုကိုကိုက်ချီပြီးတော့ပြန်လာတော့သူမြင်တော့အကြံတစ်ခုပြမြင်ခွေရဟာကိုကြီးကိုကြီးခမရအတန်သိကောင်းတာပဲ ခမည်းသခင်ဆိုတဲ့အတဏာခမည်းတော်တော်နားထောင်လို့ကောင်းတာပဲဒီနေ့တော့ခမည်းအစိုးတော်ဖြစ်အောင်မနဲ့တူတယ်လူစင်အဲ့လိုပြောမှာပေါ့နော်အတန်တိတ်ကောင်းတာပဲခမည်းသခင်သာတိတ်နားထောင်လို့ကောင်းတာပဲလို့ပြောတော့အဲ့မှာကြားလိုက်တဲ့ကြီးကဒီမြေခွေးကငါသခင်ဆိုတာကြားဘူးတဲ့နဲ့တူတယ်အဲ့လိုအောင်မယ်ပြီသူကသဘောကျပြီတော့စင်နာခလန်းလန်းကတပင်တပင်ထမနာလိုက် နေခွေးကလည်းအမီတမီအောက်ကိုပြေးဝင်သွားပြီးတော့တကယ်ပြောတာပါဗျာကျုပ်မြှောက်ပြီးတော့မပြောပါဘူးအမှန်တိုင်းအဟုတ်ပြောတာပါခမရကတကယ်ကိုအတန်ตายရတဲ့ကြီးပဲတချင်းဆိုတာတိတ်တော်တာပဲအဲ့ဒါသူ့ကို အကျိုးလိုလိုညောင်ရီလောင်းလိုလောင်းမှကြည့်ရမသိဘူးအော်ပြီးတချင်းဆိုလိုက်တာသူ့ပါဇက်ဖျားကအသားတဟာမြေကြီးကိုပြုတ်ကျသွားတယ် က်ပင်ပေါ်တက်ပြီးတော့မယူနိုင်တဲ့ခွေးရအဲ့ဒီအကြံမင်းတော့အဲ့ဒါတဲ့ကိုယူပြီးတော့တခြားနေရာခါထွက်သွားတယ်သူ့အတန်းနားမထောင်အဲ့ဒီအခါမြေခွေးရအကြံစီကိုတိလိုက်ရတဲ့ကြီးဟာတိပင်တိတော့လေသူ့အတိရနောက်ကျသွားနော်နောက်ကျသွားသူတည်လာတဲ့အစားပါသွားတူများလားဒါလေးကဘာပြောချင်တာလဲဆိုတော့တချို့တချို့လူတွေက သူများစီကိုချင့်ကပ်ပေါင်းတဲ့အခါအကျိုးလိုလိုညောင်ရီလောင်းတဲ့သူတွေများတယ်သူစီကငါဘာရမလဲဘာရနိုင်တယ်လဲဆိုတာကြည့်ပြီးတော့ပေါင်းတာအဲ့လိုလူမျိုးတွေကိုကိုကအဟုတ်ကြီးမှတ်ပြီးတော့ကိုကိုမြောက်ပေးလို့ပေးမှမသိဘူးကိုကိုဟလာမြောက်ပြီးတော့အသုံးချလို့ချနိုင်မှမသိဘူး ကိုယ်မိဘတို့ကအကျိုးရှိနေလို့ကိုယ်ကိုအကျိုးလိုလိုညောင်းရင်လောင်းလို့လောင်းမှမသိဘူးဆိုလို့ချင်းအဲ့မသိတဲ့လူတွေကအဲ့ဒီလိုမြောက်စားပေါင်းစားတွေစီကိုတစ်ခုမဟုတ်တစ်ခုကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေပါပါသွားတတ်ပါပါသွားတယ်အဲ့ဒါသတိထားကြည့်နော်ပါရညာပေါင်းတွေကြောင့်ကိုယ့်စီရတစ်ခုမဟုတ်တစ်ခုပါပါသွားတာကိုသတိထားမိလိုက်ဒါဟာတကယ်စေရနာရှိလို့ တကယ်မိကောင်းစေကောင်းပိသားလည်းမဟုတ်ဘူးသူအကျိုးစီးပွားအတွက်ကြည့်ပြီးတော့ပေါင်းနေသူတယ်ဒီလိုလူမျိုးတွေကိုလည်းတရိထားတရိထားရနော်အယုံမလွယ်ရဘူးကိုယ့်ကိုအဲ့လိုလူမျိုးတွေရဲ့စကားကိုယုံကိုယ့်ကိုဟုတ်လာပြီဆိုပြီးတော့လည်းဘဝင်မြင့်မနေလို့မဖြစ်ဘူးအဲ့ဒါဆိုရင်ကြီးလို့ပဲနောက်တစ်ချိန်မှာအော်ဒီကောင်းနေငါအပေါ်လောက်ရလေခြင်းဆိုပြီးတော့နောင်တရလဲ ကိုကမသိအောင်မသိတဲ့ခါကျတော့သူများချရတာသူများလူလည်းလောက်တာခံလိုက်ရတော့เนาะအေးအဲ့ဒါကိုကိုတကယ်စေရနာရှိလို့ကိုဘောတကယ်ခင်လို့ပေါင်းတာလားအကျိုးလိုလိုညောင်ရီလောင်းတာလားဆိုတာလူမှုဆက်ဆံရေးနယ်ပယ်မှာကွဲကွဲပြားပြားသိအောင်လောက်ကြဖို့လူတွေပေါ့ဒါလူငယ်တွေအနေနဲ့ပြောတာပါလူကြီးတွေကတော့ဦးဇင်းတို့ဘုန်းကြီးစာစာပြောစရာလုံးဝမထင်ပါဘူးเนาะ